စကိုင်းပြည့်၍ကျော်ကြောက်လွာပေါ်မှာရှောင်းရှောင်းရမဲ့မြို့ပြကြီးရွာများကိုပြောပြခြင်းပါလေစကိုင်းပြည့်၍ကျော်ကြီးပေါ်မှာရှိတာကတော့မြေကြီးနာနမတီကာမိုင်းဘိုးကောင်စမောခွီလုံးပင်ဘောတာလောကြီးလိုင်ဇာရွာတဲ့နမ်မာဘလူးမိုးညင်းဟုံကောမောဟန်နန်စီအောင်မော်လူးနမီမန်လဲမဲစာ တဘောပုံချောင်းတတွင်ထီးချိုက်မြတောင်တစ်ပုံတကောင်ဘုံကွန်ရှိမကာတကောင်ဖိုးရမကြီးကိုလက်ဗံကိုတပိတ်ချင်း မမောဝကြာညံ့စကြီးတော်ဇင်းချောင်းပနွဲစံပယ်နကိုမလဲညောင်ရင်ကြောက်ကြီးဘန်းမောက်အင်းတော်ကတာကောလင်းကမ္ဘလူကျက်ပြင်းဇေယကွင်းချောင်းကြီးကြီးတောက်ပေါက် နွေယုံနတ်တောင်လက်ပံလာစင်ကူကြောင်မြောင်းရွှေပြည်တစ်စိန်မတရားလမိုင်းမြကန်တာကံကြီးတဖန်းတော့မင်းကွန်အောင်ချမ်းတာပသိန်ကြီးမန္တလေးစကိုင်းအမရပူရာပြည်ကြီးကွန်မြင့်ငယ်စင်ကိုင်းတတဦးကြောက်စဲမြေသားညောင်ဝန်းကူမဲရွှေကူရွှေတောင် ပြင်စီရွာခိုင်ကြီးဝမ်းတွင်တပြေဝမိထီလာတာစီညောင်ရန်လှိုင်းတက်ဖះငါစုပျော်ပွဲရမဲသိညောင်လော့တက်ကုံပေါလောင်နေပြီးတော့ရေစင်းလေဝေးအေလာ ရေနီမြို့လှစွာရှိတာရှိကျုံကုံတန်တောင်တောင်မူဇေယကြီးဇေယဝရီဖြူကညွကွင်းကြောက်ကြီးပဲနယ်ကုန် ကျောက်တကားပိန်းစလုံးဖတိုးညောင်လေးပင်ပြွန်တစားရွှေကျင်ဘိုင်းဒါသုံးကွာမြေကျိုးဒိုက်ဦးကတော့ကြိုက်စကောပြင်ပုံကြီးကြိုက်လှဖျားကြီးပကူတိမ်စရဲမုတ်ပလင်တနပ်ပင်ကမာစဲရစ်ကန်ကြီးတဒါအုံငယ်တက်ကလေးခရံထုံကြီးသုံးကွာစည်းပြုပင်ပုတ်တလုံးတန်တော် ရွှေဦးတကွန်တိုင်းတော်ကြီးတန်လင်းပလဲကြောက်တန်းမင်းပြားဗန်ပွေကုန်ဒီမျိုးနဲ့ရွာတွေဟာတဲ့မြန်မာနိုင်ငံလေတက်တဲ့ငလင်ကျော်ဘက်မှာထိုင်ထားတဲ့မျိုးရွာတွေဖြစ်ပါလေ AOD ဘိုးရုံမှကမ်းမြောင်ဒေသနဲ့ရခိုင်ရုံမှကမ်းမြောင်ဒေသငလင်ကျော်မှကြီးဘက်မှာ ထိုင်နေတဲ့မျိုးရွာတွေကိုဆက်ပြီးတော့ဖော်ပြပေးခြင်းပါလေ ခန္တီအောင်မီစင်သေးဘိနန်းဟိန်ဆန်းမိုင်းတော်နဘကံထမန်သည်ရဖအုံဘတ်မန်ပေါ့မောင်ခမ်းပင်ဘလူးကျော်ဝသင်ခင်စန်းခတ်ဟုံမလင်းတုံမိန်ရွှေပြည်ရွာငယ်များစွာရှိပါလေဖောင်းပြေစတောင်းမော်လိုက်ကလေးဝရွာငယ်များစွာရှိပါလေဖိုင်တင်းခံပတ်ရာစကြုကလေးထောက်ကျက်တရတော်ဟန်တော်ဝီပခုတ်ကူ6ရင်းနှံเจ้าမင်းဘူး ဂံကောမင်းတက်တဝီမြောက်ဦးမြောင်းပွေမင်းပြကြောက်တော်အန်းကွင်းကြီးမအီအဲ့ဒီအနီးနားမှာမြို့နဲ့ရွာငယ်များစွာ ရှိပါလေတောင်ကုတ်ရွာမရွှေလီတန်တွဲကြောက်ကြီးဆက်သွားစကုမဲလာ စင်ပေါ်ဝဲကိုပင်အောင်လံတက်လို့ဝတိကံမကွေးပြည်တဲကုန်းပတိကုန်းနဲ့တလဲမြန်အောင်မူးညူထူးကြီးကနောင်းအင်ကဘူးအောက်ရှိပင်အင်ပင်လီမျက်နာ တီတာကုံးမြင်ဒနုဖြူပန်းတနောကျောင်းကုန်းတကတာပေါင်းအတုပ်ရေကြီးအိမ်မဲကံကြီးမြောင်းမြအနီးတဝိုက်နဲ့မြို့ရွာနဲ့များစွာရှိပါလေစခိုင်းပြည့်၍ကြောက်လာခြင်းတစ်ခုပါတဲ့ပသိမ်မြို့တင့်တင့်မှာ အဆုံးသက်ပါလေတဲ့ဒါကြောင့်အခုဖော်ပြခဲ့တဲ့မြို့နဲ့ရွာတွေဟာစခိုင်းငလျင်ကျောမကြီးပေါ်တက်တဲ့ထိုင်နေတဲ့မြို့ရွာတွေနဲ့အနီးနားရှိမြို့ရွာများစွာပဲဖြစ်ပါလေ ငလင်ကြီးလောက်ခတ်ပြီးနောက်ဒေတာလီကူမှာမြေကျွန်းပေါက်ကြီးတွေဖြစ်ပေါ်လာတယ်လို့ထူးထူးခြားခြားသိရပါတယ်။စကိုင်းမြို့အနီးဘဟုပြုတဲ့အင်အားကြီးငလင်ကြီးလောက်ခတ်ပြီးနောက်မြန်မာနိုင်ငံအတွင်းမှာကြားပြီးနဲ့ကရင်ပြည်နယ်အေအော်ဒီနဲ့ထိုင်းနိုင်ငံမဲဟောင်းဆောင်ခိုင်မှာ မြေကျွန်းမှုတွေဖြစ်ခဲ့ပြီးမြေကျွန်းပေါက်ကြီးတွေဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။မလ28ရက်နေ့မွန်လွယ်12:50မိနစ်ချိန်ကပြည်အားရစ်တာစကေ9.9အဆင့်နဲ့လောက်ခတ်ပြီး ကရင်ပြည်ပြည်နယ်ဒမောဆုမြို့နယ်နောက်ပချံကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်လမ်းဖားရွာရေခမ်း၆နေတဲ့ AOD မြစ်မြေမျက်နှာပြင်တနေရောင်နဲ့မဲဟောင်းဆောင်ခရိုင်ခွန်ရွံမြို့ဗန်မက်ဆိုရင်ရွာမှာရှိတဲ့ဥယျာဉ်ချမ်းပြည်တွေမှာမြေကျုံပြီးတော့မြေကျုံပေါက်ကြီးတွေဖြစ်ပေါ်ခဲ့တာပါဘလို့ဖြစ်လဲတော့မသိဘူးငလင်းလှုပ်ပြီးတော့ဖြစ်လာတာပဲခုလဲစက်ပြိုတုံးလို့ကြားပါတယ်စက်ပြိုတုံးကတော့ပေတရာလောက်ရှိတဲ့တွင်းဝါကအခုဘေးကမြေကြီးတွေကစက်ပြိုတုံးပါပဲ twin ကြီးတစ်ခုနဲ့ twin သင်းတစ်ခုဖြစ်သွားတယ်လို့ concrete မျိုးကန်တို့ကပြောပါလေမြေကျုံပေါက်ဆင့်ဟိုးတွေဟာမြေပြင်မှာတမကပင်လယ်သမုဒ္ဒရာမျက်နှာပြင်မှာလည်းဖြစ်ပေါ်နိုင်ပြီးအဆိုပါမြေကျုံပေါက်တွေကြောင့်အနည်းနောက်မှာရှိတဲ့အခြေခံအဆောက်အုံတွေပြိုကျပျက်စီးနိုင်ပါလေဒေတာတွေမြေမျက်နှာသွင်ပြင်ပြောင်းလဲပြီးတော့ရေမျက်နှာပြင်အောက်ရေစီးကြောင်ပြောင်းလဲခြင်းဖြစ်ပွားနိုင်တယ်လို့ UN ကသတိပေးထားပါလေ မလ28ရက်နေ့ကလောက်ခတဲ့အင်အားပြင်းငလင်ကြီးတန်းကိုမန္တလေးပဲခူးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာဆူဆူဝါခံစားပါတယ်လူဦးရေ7သိန်းကျော်ဘေးဒုက္ခကြုံတွေ့ခဲ့ရပြီးတော့အကူအညီတွေလိုအပ်နေတယ်လို့ UN OCHA မြန်မာကသတိပေးထားပါတယ်စကိုင်းဗီလာကွန်ဒိုမှာလက်ရှိချိန်ထိအဆက်အသွယ်မရသေးတဲ့ကင်မထုတ်နိုင်သေးတဲ့လူစင်းတွေကိုပေါ်ပြပြလိုက်ပါတယ် သူတို့ရဲ့မိသားစုဝင်တွေကတော့ရှာဖွေနေစေဖြစ်ပါလိမ့်သူခုကတော့အခန်းနံပါတ်905မှာရှိတဲ့မတ်တီတာအေးနဲ့မတ်ခန်ရွှေဘဝဝင်းတို့နှုတ်ဖြစ်ပါလိမ့်ပထမထက်ကမတ်နှင်းွယ်ဦးဖြစ်ပါလေအိုင်မြမာဟောက်စ်ကပါမတ်နှင်းွယ်ဦးနဲ့ကျန်ဝန်နှန်းမျိုးသားတို့ကတော့စုံပါသွားတယ်လို့တော့သတင်းတွေရသိရပါလိမ့်မတ်နှင်းွယ်ဦးမှာလည်းကလေးတူကျန်ခဲ့ပါလေ နောက်တစ်ဦးကတော့အလားမဲ့မက်ဆီလီမီခေါ်စီစီပါကားပတ်ကင်ထမပေးမိနေတာပါဒါပေမဲ့ဒီနေ့ကပဲမက်ဆီလီမီရဲ့ dead body ကိုရရှိပြီးတော့မီတင်းဂျိုလိုက်ပြီးလို့သူ့မိသားစုဝင်တွေကပြောပါလေနောက်ထပ်သူတွေကတော့ရှစ်လောက်မှာနေထိုင်တဲ့တာမီနှစ်ဦးပါဒီတာမီနှစ်ဦးနာမည်တွေလည်းမသိရပါဘူးအရက်လည်းမသိရပါဘူးပမာဏနေလဲဆိုတာလည်းသိချင်မသိရပါဘူးဒါပေမဲ့ဒီတာမီဦးနေတယ်လို့ကွန်ဒိုမှာနေထိုင်သူတွေကပြောပါလေ နောက်တစ်ခုကတော့ဆယ်လော်မာနေတဲ့မန်နန်ခန့်လဲပါမန်နန်ခန့်လဲရဲ့တိမတိဆိုတာမသိရသေးသလိုခူရီယုံလောင်းလဲမတွေ့ရသေးပါဘူးမန်နန်ခန့်လဲရဲ့မိမိဘနှူကတော့နေစဉ်ဒီ sky villa ကြီးရှိပါလာပြီးတော့တမီဖြစ်သူကိုစောင့်ဆိုင်းနေတယ်လို့သိရပါတယ်နောက်ထပ်မိသားစုကတော့အုံးလှမာနေထိုင်တဲ့ဒေါက်တာဇေယာလင်းမိသားစုဖြစ်ပါလိမ့်သုံးလုံးတည်ဆုံသွားပြီလို့တော့သိရပါတယ် dead body ကိုရှာဖွေတွေ့ရှိထားပါတယ် နောက်ထပ်ကတော့ဒုတိယဓမ္မနေထိုင်တဲ့ဆရာဝန်မိသားစုပါမိသားစုဝင်အားလုံးဆုံးပါသွားပြီလို့ကျွန်တော်သိရပါတယ်နောက်တစ်ခုကတော့ပြိုကျတဲ့အထင်မှာပါတဲ့သားမိလေးဦးပါအဖေဖြစ်သူကတော့အပြင်ရောက်နေလို့လွတ်မြောက်သွားပါတယ်သားသုံးဦးနဲ့အမေဟာ ဆုံးပါသွားပြီလားအသက်ရှင်သန်သေးလားဆိုတော့မသိရသေးပါဘူးနောက်ထပ်တွေ့ရတာကတော့ဖိလစ်ပိုင်လူမျိုးနှစ်ဦးပါ သူတို့ကမြန်မာနိုင်ငံမှာလာရောက်ပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့ဖိလစ်ပိုင်လင်မယားလို့သိရပါတယ်။နိုင်ငံခြားဖိလစ်ပိုင်ပြည်တွင်မှာလည်းဒီကျောင်းဆရာလင်မယားဇနီးမောင်နှံရဲ့လူပြောက်ကြော်ညာတွေလည်းတွေ့ရပါတယ်။ဒါပေမဲ့ဒီကျောင်းဆရာဆီယမ်မာဖိလစ်ပိုင်လူမျိုးတွေဟာအလောင်းပြန်တွေ့ပြီလို့လည်းပြောနေကြပါတယ်။နောက်တစ်ခုကတော့ပြိုကျတဲ့ထဲမှာပါသွားတဲ့ဦးနော်အောင်ဖြစ်ပါတယ်။ဦးနော်အောင်ရဲ့အမျိုးသမီးကတော့သူ့ယောက်ျားအတွက်မျှော်လင့်ချက်ကိုဆွံ့လွတ်လိုက်ပြီလို့ဆိုပါတယ်။ဦးနော်အောင်က ခုထက်ဒီဓာတ်ပေါ်တွေကိုရှာဖွေတွေ့ရှိခြင်းတော့မရှိရသေးဘူးလို့သိရပါတယ်မြမငလျင်ရေးနဲ့ပတ်သက်ပြီးတော့အများဆုံးတုံ့ပြန်နိုင်မှုအတွက်ဖိလစ်ပိုင်ကလည်းအခွင့်အဝင်တွေဆေလွတ်လိုက်ပြီလို့သိရပါတယ်။ဖိလစ်ပိုင်ကဒုဗိုလ်မှူးကြီးအာဝန်ဒီပလိုမာဦးဆောင်တဲ့အခွင့်အဝင်ကိုယ်စားတူကဖိလစ်ပိုင်လူသားချင်းစာနာထောက်ထားရေးကိုယ်စားပြုအခွင့်ဟာလီဒါစကန်ကနေပြီးတော့ထွက်ခွာခဲ့တယ်လို့သိရပါတယ်။အခု ကြီးတက်လီတက်မီတက်တဖွဲ့နဲ့ရပ်ဘက်ကာကွယ်ရေးဖွဲ့ဝင်တွေပြီးမြို့ပြဖွံ့ဖြိုးရေးသဘောပတ်ဝန်းကျင်နဲ့စေဝါကျွမ်းကျင်ပညာရှင်တွေအကုန်လုံးပါပါတယ်ကျွန်တော်တို့မှာတွေ့ကြုံရှိတဲ့ကယ်ဆယ်ရေးသမားတွေနဲ့စွမ်းဆောင်ရည်နဲ့ဤပညာမြင့်ပစ္စည်းကရိယာတွေကုန်ပါပါတယ်မြန်မာမှာအောင်မြင်ဆောင်ရွက်ဖို့တိုက်တွန်းထားတယ်လို့ပုံမှုကြီးရဆိုပါတယ်2023ဖေဖော်ဝါရီတွင်ကလည်းတူရကီငလင်ဘေးမှာအလားတူကယ်ဆယ်ရေးအတွေ့အကြုံရှိထားပြီးအသင့်ဖြစ်နေပြီလို့၎င်းတို့ကပြောပါလိမ့်။ဒါအပြင် ဒီကစားလုပ်ငန်းတွေဟာတခုတည်းသောအာဆီယံတစုတည်းသောတုံ့ပြန်မှုဆိုတဲ့ပေါ်ကျွန်တော်တို့ဂတိကွယ်ကိုဖြည့်ဆင်းမှုဖြင့်ဥပမာဆောင်တယ်လို့ဘုမှုကြီးကဆိုပါလေ။ကျမကြီးဝန်ကြီးဌာနမှအဖွဲ့ဝင်32ဦးဟာတဘာဝဘေးအတွင်းကျမကြီးပြုစုဆောင်ရှင်မှုမှာဖိလစ်ပိုင်ရဲ့ကျွမ်းကျင်မှုကိုထပ်မံပြသလိမ့်မယ်လို့ဖိလစ်ပိုင်ကျွမ်းကျင်မှုဝန်ကြီးကပြောပါလေ။ဖိလစ်ပိုင်ကျမကြီးပညာရှင်တွေကနိုင်ငံတကာမှာဖြန့်ကျက်ဖို့အတွက်ကမ္ဘာကျမကြီးဖွဲ့ WHO ရဲ့တိမှတ်ပြမှုနဲ့ရရှိထားတယ်လို့ဆိုပါလေ။မြန်မာပြည်သူတွေကိုကူညီပေးရမှာ ဘေးကင်းဖို့ကိုတော့ဆူတောင်းပေးဖို့တောင်းဆိုပါတယ်လို့အစည်းအဖွဲ့ခေါင်းဆောင်ကပြောပါတယ်မြန်မာငလင်အရေးနဲ့ပတ်သက်ပြီး Trump အစိုးရရဲ့တုံ့ပြန်မှုပေါ့ Democratic Senate တွေကအပြင်းထန်ဝေဖန်နေပါတယ် Trump အစိုးရဟာမြန်မာငလင်အရေးနဲ့ပတ်သက်ပြီးနှောင့်နှေးပြီးတော့လုံလောက်မှုမရှိတဲ့တုံ့ပြန်မှုပေါ်ဝေဖန်ခဲ့တာဖြစ်ပါလေ။ရေးပေါ်ကူညီတွေထပ်မံပေးဖို့လည်းတိုက်တွန်းပါလေ။ နိုင်ငံတိုင်းဝန်ကြီးမာကိုရီဗီယိုနဲ့ဗန်နိုင်းဝန်ကြီးစကော့ဘတ်ဆန်တို့ထံပေးတဲ့ဆောင်မှာဒီမိုကရက်ထက်လွတ်တော်အမတ်6ဦးကထရန့်ဆိုရဲအကြက်တဲကန်တွဲဖြစ်ရှင်းမှုကိုရှုတ်ချပါလိမ့်။အထက်လွတ်တော်အမတ်တွေဖြစ်တဲ့အဲလစ်ဘက်ဝါရန်၊ခရစ်စတိုဘာကွန်စ၊တင်ကိန်း၊တင်မီဒါဝတ်၊ခရစ်စဘယ်ဟော်လန်နဲ့ဂျက်ဖရီမာကလီတို့ဟာတရုတ်၊ရုရှား၊အိန္ဒိယ၊မလေးရှား၊ဗီယက်နမ်နဲ့ထိုင်းပါဝင်နိုင်ငံအများပြားကမြန်မာငလျင်အတွက်အလင်းမြန်ကူညီပေးခဲ့ပေမဲ့အမေရိကန်အနေနဲ့အခုအချိန်ထိဘလို့အရေးပေါ်တုံ့ပြန်မှု လှုပ်ထားလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူးတဲ့ပထမကနဦးကွန်ကြီးမှာဒေါ်လာ2တန်းနဲ့ကယ်ဆယ်ရေးဖွဲ့ဝင်3ယောက်ဆိုတာဟာတကယ်ကိုဟာတာပဲလို့ပြောပါလိမ့်အစိုးရရဲ့နိုင်ငံခြားကွန်ကြီးပြန်လဲတုံးသက်မှုနဲ့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအင်ဂျင်စီ USA တို့ဖြတ်သိမ်းမှုကြိုးပမ်းမှုပြီးလူသားချင်းစာနာထောက်ထားမှုကွန်ကြီးနဲ့တဘောဝ BN ရဲ့ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးအခုဖြစ်ရဟာအမေရိကန်အတွက်ပထမဆုံးစမ်းသပ်မှုပဲလို့ဆံမဖော်ပြထားပါတယ်။အမေရိကန်စိုးရရဲ့တုံ့ပြန်မှုက ကျွန်တော်တို့ရဲ့ကျင့်ဝတ်နဲ့ပြူဟာမြောက်တဲ့ရည်မှန်းချက်တွေနဲ့မကန့်ညီလို့အလွန်ဆိုးရိမ်မိပါတယ်ကျွန်တော်တို့ရဲ့ပြန်ပွဲတွေကအမေရိကန်ထပ်ပုံမူယုံကြည်စိတ်ချတယ်လို့တက္ကသိုလ်လုံးကထင်သွားပြီလို့ဆိုပါတယ်ဒါအပြင်မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေပေါ်ရည်ညွှန်းပြီးတော့အခုသဘာဝဘီရနေပြီးအရေးပါတဲ့ကယ်ဆယ်လုပ်ငန်းတွေပေါ်အဟန့်တောင်မဖြစ်စေဖို့တော့ဆောင်ရွက်ရမယ်လို့ဆိုပါတယ် ပုံမှန်အဖြစ်သဘောဝဘီယန်ရဲ့အတွက်ဆေလွတ်လက်ရှိတဲ့သဘောဝဘီယန်နဲ့ဆိုင်ရာကုညီတုံ့ပြန်ရေးဖွဲ့ကိုထရန့်ဆိုရကမှလွတ်တဲ့ပုံမှာလဲအထက်လွတ်တော်အမေရိကမေကွန်ထုတ်နေပါလေဒီသဘောဝဘီယန်နဲ့ဆိုင်ရာအရေးပေါ်တုံ့ပြန်ရေးဖွဲ့ဟာအလင်းမြန်ဆေလွတ်နိုင်တဲ့အကြက်တဲဆိုင်ရာအထူးကျွမ်းကျင်သူကန်ထရိုက်တာတွေပါပဲထရန့်ဆိုရကအများစုကိုလှုပ်ဖြုတ်ခဲ့ပါတယ်အဲ့ဒီအဖွဲ့တွေအတွက်အထောက်အကူဖြစ်တဲ့အခြေခံအဆောက်အအုံတွေကိုလည်းဖြတ်သိမ်းလိုက်ပါတယ်တခုခုအရေးပေါ်ဖြစ်ရင်တော့မှ ကိုယ်စရာလူမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်။မြမငလင်မှာတေဆုံးသူ3000ကျော်သွားပြီဖြစ်ပြီးရှားချီပြောက်ဆုံးကကယ်ဆယ်ရေးသမားတွေကအသက်ရှင်ကျန်သူတွေကိုကယ်ဆယ်ဖို့အတွက်ဆက်လက်ကြိုးပမ်းနေတာဖြစ်ပါတယ်။ပြင်အားခုနှစ်သမားခုနှစ်ရစ်စတာဆေးရှိတဲ့ငလင်ဟာမြမနိုင်ငံအလဲပိုင်းကိုဗဟုပြုလုပ်ခဲ့ခဲ့ပြီးအစောအုံများစွာပြိုလဲကစားနေရိတ်ခါရင်းတဲ့အမိုးကားတွေလိုအပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံကိုအခုချိန်ဒီကုညီကေဇယ်ရေးလေရင်53စီးဆင်းသက်ခဲ့ပြီဖြစ်ပြီး အရှိတောင်အာရှအိန္ဒိယနိုင်ငံတွေတရုတ်အိန္ဒိယရုရှားပါဝင်နိုင်ငံပေါင်း55နိုင်ငံမှာကေဇယ်ရေးသမား1900ကျော်ရောက်ရှိနေပြီလို့သိရပါတယ်။ငလင်တန်တဲ့မြန်မာနိုင်ငံအတွက်ပြည်တိန်ဆိုးရကအကူညီစတာလင်ပေါင်း9တန်းထပ်တိုးထောက်ပံ့ကြောင်း UK ရဲ့မြန်မာ Facebook စာမျက်နှာမှာဖော်ပြထားပါလိမ့်။ အင်အားဖြင့်ငလင်လှုပ်ပြီးနောက်ရပိုင်းမြစ်ပြတင်းဆူရဟာမြမလူလူအတွက်အကူအညီစတာလင်မောင်ဆယ်တန်းကနဦးပံ့ပိုးထားပြီးအခုထတ်တိုးကူညီ ပေါင်၅တန်းထပ်မံပံ့ပိုးခြင်းအပြင်စုစုပေါင်းစတာလင်ပေါင်၅တန်းကူညီပံ့ပိုးထားပြီးဖြစ်ပါတယ်ပြတင်းဆူရရဲ့အကူအညီရန်ပုံငွေတွေဟာ သူတို့ကနိုင်ငံတကာကြက်ချင်းဒီဖွဲ့ကနေစီးစင်းသွားမှလို့ဆိုပါလိမ့်ပြတင်းဆူရအနေနဲ့လောလောဆယ်မှာအသေးအံအကူအညီတွေလိုအပ်တဲ့မြမပြည်သူတွေကို ုံမူပြီးတော့အတက်နိုင်ဆုံးကူညီသွားပါမယ်လို့ပြည်ထောင်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက Facebook စာမျက်နှာမှာရေးထားပါတယ်မြန်မာနိုင်ငံမှာလလော့စဲငလင်ကြောင်းဦးမဲအိမ်မဲဖြစ်သူဦးရင်ဟာတိုင်းနဲ့ချီဖြစ်သွားပြီလို့သိရပါတယ်ငလင်ကြောင်းပိတ်ထားတဲ့မန္တလေးနဲ့နေပြည်တော်လေစိပ်ပြန်ဖွင့်မယ်ဆိုပါတယ်အင်အားပြင်းငလင်ကြောင်းအဆောင်ချိုးပြိုကျပျက်စီးလို့ပိတ်ထားရတဲ့ မန္တလေးနဲ့နေပြည်တော်လေးစိတ်ပြန်ဖွင့်မယ်လို့လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။မန္တလေးပြည်ဆိုင်ရာလေးစိတ်ကို AB 4ရက်နေ့နနက်6နာရီမှာစတင်ကဖွင့်လှစ်ခဲ့ပြီးနေပြည်တော်လေးစိတ်ကိုတော့ AB 5ရက်နေ့နနက်6နာရီမှာစတင်ကပြန်လည်ဖွင့်လှစ်ပြီးတော့ပြည်တွင်းလေကြောင်းခရီးစဉ်တွေပုံမှန်ပြန်လည်ပြန်တမ်းပြည့်စွတ်သွားမယ်လို့ထုတ်ပြန်ကြေညာသိရပါတယ်။ ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်ကြီးကြောင့်နေပြည်တော်လေစိတ်တာဝါတိုင်းကျိုးကျပြီးဝန်ထမ်းတွေတည်ဆုံကလေစိတ်အဆောက်အအုံပြင်ဆင်မှုများပြခဲ့တဲ့အတွက်ပြိတ်ပင်ခဲ့ရပြီး6ရက်ကြာမှပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ငလင်ဘေးကြီးနဲ့ပတ်သက်ပြီးလူသားချင်းစာနာထောက်ထားမှုအရအကူအညီဒေါ်လာတစ်သန်းပံ့ပိုးကူညီဖို့တည်ငင်္ဂါကကတိပြုခဲ့ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူယက်တီကြောင်တည်ဤလင်္ကာကပြောပါတယ်မြန်မာနိုင်ငံကိုစေပစံအဖွဲ့တွေစစ်လုပ်ဖို့နဲ့ကျမ်းမာရေးကဏ္ဍအကူအညီပေးမဲ့စီစဉ်ကြတဲ့တည်ဤလင်္ကာကဆိုပါတယ်စိုက်ဘာအရာစုမှုနဲ့ဆက်စပ်တဲ့မှောက်ခုကူးမှုတွေမှာပေးမိနေတဲ့တည်ဤလင်္ကာနိုင်ငံတွေအသားတွေကိုနေရပြန်ပို့ပေးတဲ့မြန်မာအာဏာပိုင်တွေကိုကျေးဇူးတင်တယ်လို့ဆိုပါတယ်တနမန်ဒီလင်္ကာတစ်ဆင့်တရားမဝင်လူမှောက်ခုကူးမှုတွေအတွက်ရေရှည်ဖြေရှာမဲ့လူဝတ်ချက်တွေကိုလှုပ်ဆောင်ဖို့အတွက်သဘောတူခဲ့ကြတယ်လို့သိရပါတယ် ကုလသမဂ္ဂအကူအညီပေးကြီးကဒေါက်တာတွန်ဖလက်ချာမြန်မာနိုင်ငံကိုဒီကနေ့လာမယ်လို့သိရပါတယ်။ကုလသမဂ္ဂအထွေထွေမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကပြောလိုက်တာပါ။နောက်ပြီးနိုင်ငံတကာကနေပြီးတော့ရန်ပုံငွေပုံမရရှိဖို့နဲ့မြန်မာနိုင်ငံအတွင်းကုညီတွေအဟန့်တားအမြန်ဆုံးပေပြောက်ဖို့အလင်းမြဝင်ရောက်နိုင်ရေးအတွက်တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ ကုလတွင်မူကြောသူ့ရဲ့မြန်မာနိုင်ငံဆိုင်ရာထူးကိုယ်စားလှယ်ဂျူလီဘီရှော့ပါလာမယ့်ရက်ပိုင်းတွင်မြန်မာနိုင်ငံကိုသွားမှာဖြစ်ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ကျွန်တော်တို့ဂတိကိုကိုအားဖြည့်ဖို့လို့ဆိုပါတယ်။မြင်းကလေးဟာဒုက္ခတွေပုံမဆိုးဝါးစေခဲ့တယ်။မိုးရသည်ကလည်းမကြခင်ရောက်လာတော့မှလို့ကုဒရက်ကဆိုပါတယ်။ဒီလိုဝန်းနဲ့အချိန်မြန်မာပြည်သူတွေတို့အခွင့်အလမ်းတစ်ခုဖြစ်ပြောင်းလဲဖို့အားလုံးစူးစမ်းပေးဖို့တောင်းဆိုပါတယ်လို့ကုဒရက်ကပြောကြားခဲ့တာဖြစ်ပါတယ်။ ငလင်ကြောင်းပြူကြခဲ့တဲ့ဥလာသိမ့်ပိမှန်မှာစာဖြည့်တန်ကားတော့အပါ30ရရုံလောင်းတွေထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။စာဖြည့်တန်ကားတွေစောင်းဝဲဖြင့်နေတော့ငလင်ကြောင်းကျောင်းဆောင်ကြီးပြူကြခဲ့တာပါ။အဆောင်ပျက်စီးတဲ့ကြားလည်းကထုတ်ယူထားတဲ့ရုံလောင်းပါဝင်ဈေးရုံပေါ်သူစုစုပေါင်း90ကျော်ရှိတယ်လို့ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။စောင်းဝဲပြည့်တဲ့အောက်မှာတည်ဆုံးသူ20 30ထောက်ကျန်ရှိအောင်မယ်လို့ဆိုပါတယ်။ရုံလောင်းတွေကိုဆွဲထုတ်တဲ့ချိန် ကျွန်တော်ငိုကြည်စိတ်ဖြစ်မိတယ်။ဒါပေမဲ့ကယ်ဆယ်ရေးအဖွဲ့ကိုခေါင်းဆောင်ဖြစ်ဦးဆောင်နေလို့အတင်းထားတယ်လို့ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ကပြောပါလိမ့်။မလင်ကျောက်ဒီနေ့အထိသေဆုံးသူစုစုပေါင်း3900တူ၊ဒဏ်ရသူ9988ဦး၊ပျောက်ဆုံးသူ919ယောက်နဲ့ကယ်ဆယ်ရရှိသူ493ယောက်ရှိပြီလို့သတင်းတွေရသိရပါလိမ့်။ ငလင်ဘေးလူမှာတပုံရိုင်းမှုတွေကြောင့်အကူအညီလိုအပ်သူတချို့အခက်ကြုံနေရတယ်လို့သိရပါတယ်။ငလင်ဘေးတဲ့နေရာတွေမှာလူတန်းမှုနဲ့ပတ်သက်ပြီးတချို့ကဓာတ်ပုံရပ်ယူနေလို့အကူအညီတကယ်လိုအပ်သူတချို့လက်ခံမယူရဲပဲအခက်အခဲရှိနေတယ်လို့ကုညီကစေးဖွဲ့တာဝန်ရှိသူချုံနဲ့ကိုရံကြုံအပ်သူတွေကပြောပါလေ။အင်အားပြီးငလင်ကြောင့်ရှမ်းပြည်တောင်ပိုင်းစကိုင်းနယ်မန္တလေးတွင်မြို့နယ်များပါးမှာစိုးရွားတဲ့ထိခိုက်မှုတွေကြုံခဲ့ရတာပါ။ လက်ရှိငလင်းဘေးတင်ဒေတာတွေစီနိုင်ငံတော်ဝန်ကထောက်ပံ့ကူညီရေးတော်ရောက်သူများစွာရှိပေမဲ့လုံလောက်မှုမရှိသေးသလိုတချို့ဓာတ်ပုံမှတ်တမ်းတင်သူတွေကြောင့်အကူအညီလိုအပ်ပြီးလက်ခံမယူရတဲ့ဒုက္ခရောက်သူတွေရှိတယ်လို့ကိုယ်တိုင်ကူညီဆောင်ရွက်သူတချို့ကဆိုပါတယ်။စကိုင်းအတွင်းတွင် ထောက်ပံ့ကူညီလောက်ကံပေးသူတယောက်ကဆိုရင်ကင်မရာကင်နဲ့လူသူတွေရှိနေတာအတော့အဆင်မပြေပါဘူး။ငလင်ဘေးကြောင့်ဒုက္ခရောက်သူတွေကလူကံပစ္စည်းတွေ လက်ခံယူပြတဲ့ပုံရိုက်ခံရမှာမလိုလားတာပြန်ကြားရပါတယ်။ဓပုံရိုက်ခံရမှာကြောက်လို့ထောက်ပံ့ပစ္စည်းတောင်ထွက်မယူရတာတော်တော်များများရှိတယ်လို့ပြောပါလိမ့်။စကားမျိုးမှာငလင်ပေးကြောင်ခတ်တွေ့နေသူတို့ကလည်းလာရောက်ကူညီသူတို့ကဓပုံရိုက်ယူတာကိုစိတ်မတက်မသားကြုံရပါလိမ့်။တကယ်ဒုက္ခရောက်လို့သာမတက်တာလို့ကူညီယူရတာဒီလိုကြီးဓပုံရိုက်တော့ရှက်တာတော့အမှန်ပဲဆိုပါလိမ့်။ လက်ရှိအနေနဲ့ရက်ကအကူအညီထောက်ပံ့ရေးဖွဲ့တွေတွားရောက်ရမှာအမှန်တကယ်အကူအညီလိုအပ်သူတွေထက်ငလင်ဘေးတင့်သူဟန်ဆောင်ကကြောက်ဖြတ်တောင်းရန်သူတွေပုံများလာတာတွေ့ရပါလိမ့်လက်ရှိကြုံရတဲ့ငလင်ဘေးမှာမြန်မာနိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှုအများဆုံးသဘာဝဘေးဖြစ်မှတ်တမ်းနေခဲ့ပါလိမ့်အလင်းငလင်ကြီးဖြစ်တဲ့ပတ်သက်လို့ကဲဆယ်ရှောက်ခွေးလုပ်ငန်းတွေလုံဆောင်နေစေဖြစ်တယ်လို့ထိခိုက်ပျက်စီးမှုတွေအတွက်ပြန်လည်ထူထောင်ရေး အကူအညီများစွာလိုအပ်နေသည်တယ်လို့မြေပြင်မှာလက်ရှိကူညီလုပ်ငန်းလုပ်နေသူတွေကဆိုပါတယ်မန္တလေးမြို့အရှိမြောက်ပိုင်း27ကီလိုမီတာခန့်အကွာကိုပဟုပြုပြီးအင်အားလွန်ပြင်းတဲ့ငလင်ကြီးကြောင့်ဒီနေ့ AP4 ရဲ့မှာဆိုရင်တပတ်တတိပြပါပြီဒီငလင်ကြောင့်တနိုင်ငံလုံးတိုင်းတောင်နဲ့သေဆုံးသူ3145ဦးရှိတယ်လို့နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်မန္တလေးတိုင်းထဲမှာတဲ့ 2053နဲ့ငလင်ကြောင့်သေဆုံးသူအများဆုံးဖြစ်ပါတယ်။မန္တလေးတိုင်းထဲမှာကမှာအမရပူရမှာ311ဦးနဲ့အများဆုံးသေဆုံးပြီးပျော်ဝယ်မှာ233ဦးတခြားမြို့နယ်တွေမှာသေဆုံးသူ1500ကျော်ရှိပါတယ်။ဒုတိယလူသေပျောက်အများဆုံးကတော့နေပြည်တော်ဖြစ်ပြီးပြင်မရနဲ့ဇမုတိမြို့နယ်တွေမှာလူသေဆုံးမှုများပါတယ်။စကိုင်းတိုင်းကတတိယမြောက်လိုက်ပြီးတော့စကိုင်းမြို့ပေါ်မှာလည်း469ဦးသေပါတယ်။ ။ငလင်ကျောင်းရှမ်းပြည်မှာတည်ဆုံသူ66ဦး၊ပဲခူးမှာတည်ဆုံသူ44ဦးရှိပါတယ်။လက်ရှိမှာလူတည်ဆုံမှုများခဲ့တဲ့မြို့တချို့မှာပြိုကျအဆောက်အုံတွေရှင်းလင်းရေးစတင်ဆောင်ရွက်နေပြီးနိုင်ငံတကာဖွဲ့စည်းတွေကလည်းစေကူတာရင်အတွက်ယာယီစည်းကမ်းတွေဖွင့်လှစ်ထားတယ်လို့သိရပါတယ်။မလင်းကြောင်းထိခိုက်သူတွေကိုအမခံပေးမယ်လို့မြန်မာနိုင်ငံအမခံအသင်းမှထုတ်ပြန်ပါတယ်။မလင်းကြောင်း ဒီငလင်ကြီးဟာနှစ်တရာမှတစ်ချိန်သာပေါပေါလေးရှိတဲ့အင်အားပြင်းထန်တဲ့မြေငလင်ကြီးပါမကအကွက်လို့လည်းခေါ်နိုင်ပါတယ်1930မှာလှုပ်ခတ်တဲ့ပြင်းထန်လာတဲ့သမိုင်းဝင်ဘကိုးမြေငလင်ကြီးပြင်းအားဟာ Richter scale 9.3ဖြစ်ပြီးအခုငလင်ကြီးပြင်းအားဟာ Richter scale 9.9ဖြစ်ပါတယ်ဒီလောက်ပြင်းထန်တဲ့ငလင်ကြီးကြောင့်လူသက်ဆုံးရှုံးခြင်းခန္ဓာကိုယ်ထိခိုက်နေဦးဝင်ဆောင်ပစ္စည်းများဆုံးရှုံးအိုးမဲ့အိမ်မဲ့ ဖြစ်ခြင်းနဲ့ကြုံတွေ့ရတာကိုစိတ်နှလုံးမျိုးချုံစွာတွေ့မြင်ရတယ်လို့ထုတ်ပြန်ကြမှာပေါ်ပြပါတယ်။ဤပျက်စီးဆုံးရှုံးမှုတွေငလင်းအန္တရာယ်အာမခံထားသူများအား၎င်းတို့ရယူထားတဲ့ငလင်းအန္တရာယ်အာမခံတဲ့လိုင်ရောညှိထွေတဲ့ရောကြီးကိုအမြန်ဆောင်ရွက်ဖို့မြန်မာနိုင်ငံအာမခံအသင်းရဲ့အသင်းဝင်အာမခံကော်မတီကကြိုးပမ်းလျက်ရှိကြောင်းသတိပေးထားပါတယ်။အမကန်ကော်မတီတွေကဆက်သွယ်ရရှိဖို့ဆောင်ရွက်နေတာကိုအထောက်အကူဖြစ်စေဖို့ကာယကရှင်ကလည်းဖြစ်နိုင်ရင် မိမိတို့အာမခံထားတဲ့အာမခံကုမ္ပဏီတည်တည်နဲ့ဆက်သွယ်ပေးဖို့အထူးမြေတရက်ခံပန်ကြားထားတယ်လို့သိရပါတယ်။မလင်တန်သင့်ဒေတာတွေကိုပေးဖို့ဘူ WHO ရဲ့အရေးပေါ်ကျန်းမာရေးပစ္စည်းတန်ကျင်35တန်မလေးကထပ်မံရောက်ရှိပါတယ်။အဲ့ဒီတန်ကျင်35တန်ပစ္စည်းများမှာမြန်မာနိုင်ငံမှာငလင်ဘေးကြောင့်ထိခိုက်ခံစားသူများအရေးပေါ်ကုသမှုပြင်နိုင်မှု WHO မှာအရေးပေါ်စေပတ်ဆိုင်ရာပစ္စည်းတွေဖြစ်ပါတယ်။ WHO မှာငလင်တန်သင့်ဒေတာတွေကိုစေပတ်ဆိုင်ရာထောက်ပံ့ပစ္စည်းထောက်ပံ့ပေးရရာ ခုချိန်ဆိုရင်စုစုပေါင်းတန်တရာလောက်ရှိပြီလို့သိရပါတယ်